အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့နားဆင်ရချင်တဲ့ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမတို့ရဲ့ channel ကနေဒီကနေ့တင်ဆက်ပေးမှာကလဲလလူတွန်တီရဲ့ဖျက်မှန်ဇလန်လေးတစ်ပုဒ်ဖြစ်တဲ့အတိုက်ပြတဲ့ညဆိုတဲ့ဇလန်အကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ဇလန်လေးကိုအတူတူနားဆင်ကြရအောင်နော်။တွတွတွစီးစီးနေတဲ့အေယာဝတီမြင့်ရပြီဟာ။စီးကျင်နေတဲ့တေးတော်တစ်ပုဒ်အလားလပ်ပနေရင်ရေပြင်ထက်တရွရွခုံမောင်းလာတဲ့ရန်ကုန်ပတိ စကူတင်မို့ပေါ်မှာတော့ဦးလမောင်တယောက်ဟာအမျိုးတွေရှိတဲ့လက်ပုတာမျိုးနဲ့ကျောင်းစုရွာကလေးတို့အလဲသွားရင်းနဲ့တင်မောကြီးအပေါ်လိုက်ပါစီးနင်းခဲ့တယ်။မနေ့အစောတည်းကနေထွက်လာပြီးမလဲဘယ်အချိန်မှရောက်မည်ကိုမသိသေးဘူး။ရောက်ခါနီးပြီလို့တော့တချို့ကပြောကြပါတယ်။ဦးလမောင်လည်းထိုင်ကုန်တစ်ခုမှထိုင်နေတဲ့သတင်းစာဖတ်နေခိုင်းဟယ်လိုအမေကြီးလားဘေးနားကနေအမျိုးသမီးကြီးတူကဖုန်းကိုစပီကာဖွင့်ပြီးတော့စကားပြောနေခြင်းဖြစ်ပါတယ်။အေး ဟုတ်တယ်သမီးငယ်အမေအဖေးဆုံးမိတဲ့အမေးရယ်ကြားလိုက်ရတဲ့စကားတန်ကြောင့်အမျိုးသမီးကြီးကဘာမှပြန်မပြောနိုင်ဘဲနဲ့မျက်ရည်များကျလျက်နောက်ပြန်လဲကတတိလစ်သွားပါတော့တယ်ဟာလောက်ကြပါအောင်ဟဟဲ့ဟဲ့ချင်မကိုချိုးလောက်ကြပါဟတယောက်တပောင်းနဲ့တင်းဘောဘုံမှာရှိတဲ့ခီးသွားများဟာရောက်ရက်ခကုံတော့တယ်အဲ့အဖြစ်ကတော့ဘေးနားကနေကြည်နေတဲ့ဆရာတော်တပါးကကြည်လျက်ပြုံးနှံမှုနေတာကို ဦးလာမောင်အသေးချာတွေ့လိုက်ရတယ်။ခေတ္တမြကြားတဲ့အခါမှာတော့အဲ့အမျိုးသမီးကြီးတတိယလာပြီးတော့အော်ဟစ်ငိုနေတာကိုတင်ဖို့ပေါ်လာရှိလူများဟာနားမခံနိုင်အောင်ဝင်ကြားနေကြရတယ်။အရှင်ဖေ။ဘယ်လိုကြောက်မလို့ပါလဲဖေ။ဦးလာမောင်ပြင်းပြင်းရှိရာနဲ့ဘေးနားမှာရှိတဲ့ဆရာတော်ကိုမေးလိုက်ခြင်းဖြစ်ပါတယ်။လောက်ဖို့တာဘက်ကတကအမျိုးတွေစီ ကြောက်မလို့ပါ။တကကြီးကရောတင်မတပိတော့လေလက်ပွတ်တာဘက်ကအမျိုးတွေစီသွားမလို့ပါဖေ။ ။ဦးလောင်မောင်ကခုနကဆရာတော်ပြုံးလိုက်တာကိုကြည့်ပြီးတော့တိလူစိတ်ကမထိန်နိုင်တော့သည်မို့အရှင်ဖေ။ခုနကအမျိုးသမီးကိုကြည့်ပြီးတော့ပြုံးတော်မူတာကိုတပိတော့တွေ့လိုက်ပါလေ။ဘာကြောင့်ပြုံးရတာပါလဲဖေ။ဆရာတော်ကဦးလောင်မောင်အမေကိုသဘောကျဟန်နဲ့ပြုံးလိုက်။ဩတကားကြီးရဲ့ပြုံးဆိုရင်အခုတကမကြီးကသူ့ခင်မတယောက်ပဲဆိုးရှုံးခဲ့ရတာ။ဖုန်ကြီးပုရုရှင်ဘွားကဆိုးရှုံးမှုနဲ့ဆိုင်တော့မပြောပါတော့သေးပါဘူး။ ဦးလောင်မောင်ဖုန်းကြီးရဲ့အမိတ်စကားကြောင့်ပိုရဲ့စိတ်ဝင်စားသွားပြီးတဲ့နောက်တေမောဆက်တန်ကလည်းကြဲလောင်လာတာမို့ဖုန်းကြီးအနားကိုတူးထိုင်ကတပည့်တော်ကိုပြန်ပြောပြလို့ရမလားဖေ။ဖုန်းကြီးလိုအိတ်ထဲကနေကွန်းဘူးလေးထုတ်ကကွန်းတရာကိုထုတ်ဝိုင်းရင်းနဲ့အေယာဝတီမြင့်ရည်ပြင်ကိုကြည့်ကတခါကြီးဒီအေယာဝတီမြင့်ရည်ဟာလက်ပါတလောက်မာယာများလာပါတယ်။ကြုံတွေ့ခဲ့ရတဲ့ဘဝအချိုးကုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အပူသောကတွေဟာ တာမန်လူတယောက်ယူနန်းသွားလောက်ပါရဲ့ဒီမဖျားอืมဖုန်းကြီးအတိတ်ဇလန်းဟာလေအေယာဝီနဲ့ဒီလိုအစပြုတ်ခဲ့တယ်တကားကြီးရဲ့ဆရာတော်ကသူကြုံခဲ့ရတဲ့ဆုနှစ်ကြီးခွဲဝဲဇလန်းကို အောက်ပါအတိုင်းပြောပြပါတော့တယ်မနေ့ခင်ဟာပင်လယ်ပြင်မှာတိုက်ခိုက်လာတဲ့လီနူအေးကြောင့်ပိုးရလက်ဆက်နေပါတယ်ပင်လယ်ကမ်းခြေရွာလေးဖြစ်တဲ့လဘုတာမြို့နယ်အပိုင်းအုံနှော့ရွာဟာတံငါအလုတ်နဲ့အတဲမွန်းဝန်းချောင်းပြုတ်ရတဲ့တံငါရွာလေးပဲဖြစ်ပါတယ် ဟေးမတ်ကြီးဝေကောင်းစားလာနေနဲ့ကွာဖယ်သွားမလို့လဲကွာရွာတွေကတငါလုတ်ဖို့ကင်မဲ့ကိုအင်းနိုင်ရဲ့အမေကြောင့်မတ်ကြီးချီလန်းတို့ရဲ့တန်ကဟာကိုအင်းနိုင်ခမရလဲဗျာဒီနေ့ထုံးခင်နေခင်စိုးတို့မင်္ဂလာပွဲရှိတယ်လေခမရရောမလိုက်ဘူးလားမတ်ကြီးစကားကြောင့်ကိုအင်းနိုင်လှုပ်လှဲစငါးဖမ်းပိုက်များကိုပြစ်ချပြီးတော့အေးဟုတ်သားပဲကွာမတော်လို့ရမလားမကြီးရဲ့ ထွန်းခင်ကအင်မတန်လူမှုရေးတိတက်တဲ့ကောင်းကွာအချစ်ဆုံးတငယ်ချင်းကိုဂုံပြူရမှာပေါ့ကွာခဏဆောင်ကွာငါလဲလိုက်မယ်ကိုအေးနိုင်ကအဝတ်စားများလဲပြီးတဲ့နောက်မတ်ကြီးနဲ့အတူကိုထွန်းခင်မင်းလာပွဲကိုခြိတက်ကြပါတော့တယ်အချိန်အားဖြင့်2000ခုနှစ်ထဲမှာကိုထွန်းခင်နဲ့မခင်ဆော်လုံးဦးသဘောတူဒေါ်တလေအတိုင်းမင်္ဂလာဆောင်ခဲ့ကြတယ်ကိုထွန်းခင်ကအသက်30နှစ်ခန့်ရှိပြီးတော့ငယ်စဉ်ကလေးကမိဘများမရှိကြတော့ပဲဦးလေးနဲ့သာနေတဲ့ ိဘမဲ့လူမျိုးကြီးဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကိုထွန်းခင်ရဲ့ယူသားမှုကြောင့်ပဲမခင်စောရဲ့မိဘတွေကသဘောကျလို့ကြည်ပြူစွာနဲ့သူတို့ကိုလက်ချက်ပွဲလေးကျင်းပပေးခဲ့ခြင်းဖြစ်ပါတယ်။မိမကြီးရှင်ဆုပ်ပြဲနေတဲ့ပိုင်များကိုဖားရင်းနဲ့ကိုထွန်းခင်အသက်ဆက်ဆက်ဇနီးလေးကိုခေါ်လိုက်ခြင်းဖြစ်ပါတယ်။ဒီနေ့ကိုလေဟန်ကြီးဘက်ကိုသွားမလို့ကမင်းညက်နေစာကိုစားနေနော်ကိုကိုမဆောင်နေတော့ကိုကမန်းလို့မရဘူးအပြန်မိုးချုံနိုင်တယ် စားနေပါနော်တော်ကြကျမ်းမာရေးထိခိုက်နေအောင်မေမခင်စောနှုတ်ခမ်းစုကနဲ့စိတ်မချပါဘူးကိုထွန်းရဲ့ကျမလည်းလိုက်မယ်လေကိုထွန်းခင်ရဲ့ချစ်စနီးတိတက်မှုကြောင့်ကျေနပ်ပီတီဖြစ်လျက်မလိုက်ပါနဲ့မိမရဲ့နေပူပါရဲကွာငါမိမကအိမ်မှာလက်လက်ပပလေးနေဟုတ်ပြီလားကိုထွန်းခင်တို့လင်မယားဟာတူဦးနဲ့တူဦးတိတ်ချစ်ကြတာကို အလုတ်သွားဖို့လာခေါ်တဲ့ကိုအေးနိုင်တဲ့မက်ကြီးတို့ကသဘောကျလျက်ကဲနောက်မှချစ်ကြပါကွာ အလုတ်ကအချိန်မမီပဲနေပါမယ်။ကိုအင်းနိုင်ရဲ့စကားကြောင့်မခင်စောရှက်ရှက်နဲ့မိဖို့ကြောင့်ပဲပြေးဝင်သွားတော့ရင်။ကဲမိမကြီးကိုအလုတ်သွားတော့မယ်။ညနေစာကိုစားထားနေနော်။ပိုင်များကိုပခုံးပေါ်တင်က လော်တက်ကလေးကိုလက်မကင်လျက်ကိုအင်းနိုင်တို့နဲ့ငားရှာဖို့အတွက်ထွက်ခွဲပါတော့တယ်။ကိုထွန်းခင်တို့လင်မယားဟာအိမ်တော်ကြတယ်နဲ့အုံတို့ရွာရဲ့ကန်းကြီးတန်းဆန္ဒမှာတဲအင်္ဂလီဆောက်ပြီးတော့နေခဲ့ကြတာမို့တဲအင်္ဂလီထဲကနေ ပင်လယ်ပြင်ကိုလမ်းယူမိနေရပါတယ်။အချိန်များဟာတရွတ်ရွတ်နဲ့ကုံဆုံးလာလိုက်တာ။ကိုထွန်းခင်တို့လေးများဟာသမီးအကြီးချစ်မွေးခင်နဲ့တားငယ်ထွန်းလင်းဆိုပြီးတော့တားသမီးနှစ်ယောက်ထွန်းကားခဲ့တယ်။အိမ်တောင်တက်တန်းတက်လျှောက်လုံးမှာတော့ကိုထွန်းခင်ဟာဇနီးနဲ့တားသမီးများအပေါ်မှာတငါအလုတ်ကိုရှာဖွေကျူးရင်းနဲ့အရှင်မတော်ဆင်းလိမ့်မတော်ကိုတမျိုးသာစားတတ်ပြီးတော့ဖခင်ကောင်းတယောက်လင်ကောင်းတယောက်ဖြင့်တာဝန်များကျေပွန်ခဲ့ပါတယ်။အကော ရေဆူနေတဲ့ပိုက်များကိုကိုထွန်းခင်နေလန်းနေစင်မှာပဲမခင်စောခေါ်လာတာကြောင့်ထူးလိုက်တယ်။ဒီနေ့လေတမီးကြီးကိုចောင်းထားလို့ရပြီတဲ့။ဟေးចောင်းထားလို့ရပြီဟုတ်လား။ဟုတ်တယ်အကူ။ကိုထွန်းခင်ခိတ္တများတူဝေးသွားတယ်။မမိဟာမွေးကလေးကအဖေမေးဆိုတာကိုမမြင်ခဲ့ရ၍ចောင်းဆိုတာလည်းဘာမှန်းတောင်မသိခဲ့တာမို့ကိုထွန်းခင်စာကန်းကောင်းမတက်ပါခိတ္တများကြအောင်တွင်းနေပြီးတဲ့နောက်ကိုထွန်းခင်ကပြုံးလျက် ထားရမှာပေါ့မိမရေငါငါလိုစာမတက်ပေမတက်တငါတဲ့ဘဝတော့ငါသားသမီးတွေကိုအယောင်မခံနိုင်ဘူးငါဘလောက်ပဲရှာရပါစေရှာမေဟာပြောလဲပြောမျက်ရည်များလဲကျလာတဲ့ယောက်ျားဖြစ်သူကိုထွန်းခင်ကိုကြည်ရင်နဲ့မခင်ဆိုပါမျက်ရည်ကျလဲဤသို့သောဖခင်ကောင်အားပန်းဆိုင်ခဲ့ရတဲ့အတွေ့သားသမီးများအစားသူမကျင်းတ်ပီတီဖြစ်မိပါတယ်မမရရအဲ့ဒီနေ့က2008ခုနှစ်မေလ1ရက်နေ့ဖြစ်ပါတယ် မခင်စောဟာရေဒီယိုမှလာတဲ့မုံတိုင်းသတင်းကြောင့်စိုးရိမ်စေးများနဲ့အိမ်ရှိမှငချောင်များလန်းနေတဲ့ခင်ပွန်းဖြစ်သူကိုလန်းခေါ်လိုက်တယ်။ကိုထွန်းရေဝေးကိုထွန်းဘာလဲမိမရဲ့မခင်စောကရေဒီယိုကိုလက်ညှိုးထိုးကမုံတိုင်းလာနေတဲ့ကိုထွန်းရေအခုဒီရက်ထဲငါဖမ်းမထွက်ပါနဲ့နော်။ကိုထွန်းခင်သဘောကျပြီးရီမောကနဲ့ဟဟမိမရဲ့တငါတဲ့နဲ့မုံတိုင်းဟာတစိမ့်နေမှာမဟုတ်တာကွာ။ ခိုင်းနေလဲဒီလိုကြီးညာတာပဲလေနောက်ပြီးတော့မင်းယောက်ျားကမွေးကလေးကပင်လေပင်နဲ့ဖက်ပြီးတော့ကြီးလာတဲ့လူပါကွမခင်စောစိတ်များလေးလံလေးရဲ့ကိုထွန်းခင်အလုံးမသွားဘူးသာအတွင်တွင်ပြောဆိုနေမိတယ်မသွားပါနဲ့ကိုထွန်းရင်နော်ကိုထွန်းခင်လည်းမိမစိတ်ချမ်းသာအောင်အဲ့ဒီကမသွားဘဲနေလိုက်ပါတယ်2008ခုနှစ်မေလနေ့နေ့အဲ့ဒီကအိမ်မဝက်သားဟင်းနဲ့ ကိုထွန်းခင်တို့မိသားစုဝမ်းဖွဲ့ပြီးတော့ထမင်းစားခဲ့ပြီးတော့အိပ်ရာဝင်ခဲ့ကြတယ်။ည9နာရီလောက်ကျတော့လေကအတော်ကျန်းလာခဲ့တယ်။ကိုထွန်းခင်မအိပ်ပဲနဲ့ရင်နွေးတစ်ခွက်ငယ်ကတငါတဲ့ပီပီပြင်လဲပြင်အားလှမ်းကြည့်ကမုံတိုင်းအချင်းတွေကိုအကဲခတ်နေပါတယ်။ကောင်းကင်တစ်ခုလုံးဟာအမောင်းကြီးကြလဲလေပြင်းများကတဲအင်္ဂလိပ်ကိုတစ်ချက်တစ်ချက်ဝင်ဆောက်တဲ့အခါမှာတော့တသိသိတွန်းခါသွားတတ်တယ်။ကိုထွန်းမခင်စောပါနူးလာ၍ကိုထွန်းခင်အနောက်ကိုလက်ကထူလိုက်တယ်။ ။ဘာလဲမိမရဲ့။မအိပ်သေးဘူးလားကိုထွန်းရဲ့။ခါတိုင်းလဲမုံတိုင်းနေမကြာခဏတိုက်နေတာပဲ။ဘာမှမဖြစ်တော့ပါဘူးကိုထွန်းရဲ့။အိပ်ပါတော့။ကိုထွန်းကင်တပြင်းချကမဟုတ်သေးဘူးမိမ။ငါတွေ့ဘူးသမျှထဲမှာဒီပုံတိုင်းဟာတာမန်ပုံတိုင်းမျိုးမဟုတ်ဘူးကွ။အတော်ကြီးမဲ့ပုံပဲ။ကလေးနှစ်ယောက်ကတော့အိပ်ပျော်နေကြပြီ။လေပြင်းများကပို၍တိုက်ခတ်လာပါတော့တယ်။ကိုထွန်းခင်လည်းမိမဖြစ်သူကိုပြန်အိမ်ရင်ပြောပြီးတော့ထိုင်းဆောင်နေခဲ့တယ်။ မုံတိုင်းတံကိုအကျဉ်းချင်းကျုံခဲ့ရဘူးသူမို့ဒီတစ်ချိန်လဲခါတိုင်းလိုပဲအစင်ပြေသွားမယ်လို့မျောလင်းရင်းနဲ့ကိုထွန်းခင်ကကြောဆန်ကတဖြည်းဖြည်းငိုက်ပြီးအိပ်ပျော်သွားပါတော့တယ်။တဲအင်ကလေးကတော့မုံတိုင်းချားထဲမှာ လေပြင်းတံကိုအလူးလဲခံနေရပါတယ်။ကိုထွန်းခင်ဘလောက်ကြာအောင်အိပ်ပျော်သွားတယ်မသိ။ရှုတ်တရဲ့ကြောကုန်းကိုရေလာထိတော့မှလန်နိုးသွားတော့တယ်။ဟဲ့မခင်စောထထစံအပြန်ထတော့ရေရေတက်လာပြီကွာ။ ကလေးတွေနူးလိုက်တော့မခင်စောအိယာကအလူလဲထပြီးတော့ကလေးများကိုနူးလိုက်တယ်။ကိုထွန်းခင်တို့အင်္ဂလိပ်ဟာရေလွတ်အောင်ခြေတန်းရှင်းအင်္ဂလိပ်ဆက်လုပ်ထားပေးမယ်လေ။အခုတက်လာတဲ့မုံတိုင်းတီရီဟာသူတို့အင်္ဂလိပ်ကျမ်းပင်ကိုရောက်လာခဲ့လိမ့်မည်။အာလုကြပါဦး။ကဲကြပါဦး။နားထဲမှာတော့ကဲပါယူပါတစားစားနဲ့ဩတံများကိုကြားနေရတာကြောင့်ကိုထွန်းခင်ကတကားကိုစောင့်ကန်ဖွင့်လိုက်တဲ့အခါမှာတော့ လူပင်ပလက်လန်းကြအောင်လေပြင်းများကတက်ခိုက်နေခဲ့ပြီဖြစ်ပါတယ်။ဖေးတားကြောက်တယ်။တားငယ်လေးကကြောက်ပြီးတော့ငုံနေပြီ။ကိုထွန်းခင်ကကန္နာဘက်ကိုလက်ကြည့်လိုက်တဲ့အခါမှာတော့ခြိထားတဲ့လေးလည်းမရှိတော့ဘူး။ဘယ်နေရာကိုကြည့်ကြည့်အမောင်ကြီးဆိုးလျက်လိုင်းလုံးကြီးများဟာဆဲပြီးအထက်ခံများရှိနိုင်ပြီးတော့ကိုထွန်းခင်တို့တဲအိမ်လေးကိုရိုက်နဲ့ဖျက်ဆီးနေပါတော့တယ်။မိမလာအခုလက်ကိုကင်ထားဖုန်ဒီချောင်းကိုသွားကြမယ်။ ကိုထွန်းခင်ကခလေးနှစ်ယောက်ကိုလက်မဆွဲနဲ့ထိုးတို့ပြောပြီးတော့မခင်စောဟာမျက်ရည်များနဲ့မဟုတ်တာကိုထွန်းရင်စစ်မနဲ့ခလေးနှစ်ယောက်ကိုတပါးနဲ့ခွင်အားလုံးသိကုန်မှာပေါ့ခလေးနှစ်ယောက်ကိုအရင်ပို့နော်ကိုထွန်းခင်ကခိတမျှစဉ်းစားလိုက်ပြီးရင်တော့ကဲဒါဆိုလဲမိမခဏနေခဲ့နော်အကိုခလေးနှစ်ယောက်ကိုအရင်သွားပို့မယ်မိမခဏပဲစောင့်အကိုချက်ချင်းပြန်လာခဲ့မယ်နော်ခဏလေးပဲနော် ထို့သို့သာပြောနေခဲ့ပြီးမယ်ကိုထွန်းခင်ကမျက်ရည်များနေပါကိုထွန်းခင်ကကလေးနှစ်ယောက်ကိုငါဖမ်းပိုက်မှာအသုံးပြုတဲ့ဖော်သိမ်းများနဲ့ချီကအိမ်အောက်ကိုဆင်းတဲ့အခါမှာတော့ရေများက လူတစ်ယောက်ပဲမမီတော့ဘူးတန်းကားတဲ့မို့ရေကူးကျန်းကျင်သူဖြစ်ပေမဲ့လိုင်းတဘိုးများချမှာတော့မြုပ်ချီပေါ်ချီနဲ့ကူးခတ်ရင်ကံကောင်းစွာနဲ့ဖုန်ကြီးចောင်းသားကိုရောက်ခဲ့ပါတော့တယ်ဖုန်ကြီးចောင်းကတော့ကုမိပေါ်မှာတည်ရှိနေတာကြောင့်ရေများကတော်တော်နဲ့မရောက်နိုင်ဘူး ကိုထွန်းခင်ကအားဆိုင်ပြီးတော့ကုခဲ့သွားရင်နဲ့ဂုံးမြေကိုနင်းမိတာနဲ့ဖုန်ဒီเจ้าမှာရွာသားတချို့လည်းရောက်နေတာကိုဆိုလာမီမမေအောင်မှမြင်လိုက်ရတယ်။ကလေးများကိုရွာသားများထံမှအမြန်အနှံပြီးတော့မိမဖြစ်သူမခင်စောစီတို့ကိုထွန်းခင်ကဖွသည်များကတ်တွယ်ချီနှောင်းကအမြန်ပြန်ကုခဲ့တော့တယ်။အိမ်တွေအကုန်ကြီးပါရေများနဲ့ဖုံးလွှမ်းနေပြီးတော့လေတိုက်တန်ဟာကျစ်လီနာဝတ်မှာကပ်ပြန့်သွားတဲ့အလားပင်တစ်ပင်ကြီးများကြိုးကြတဲ့လူတို့ရဲ့ မပင်မပင်ဝိုးတဝါအော်ဟစ်အကူကြီးတောင်းတတွေကိုလဲငရဲတမြထက်ခါထက်ခါကြားနေရပါတယ်ကိုထွန်းဟင်ဟာမြုပ်ရင်းပေါ်ရင်းနဲ့အားဆိုင်ပြီးတော့ကူးခတ်လာတာကြောင့်မကြမီမှာတော့ကိုထွန်းခင်တို့အိန္ဒိယကို ရောက်ရှိခဲ့ပါတော့တယ်မိမကြီးမခင်စော ကိုထွန်းခင်တို့အိမ်လေးမရှိတော့ဘူးလိုင်းလုံးကြီးများအောင်ရောက်သွားခဲ့ပြီထင်ပါရဲ့ကိုထွန်းဟင်ဟာတကြောကြောနဲ့အော်ခေါ်ပါတော့လဲမခင်စောတယောက်အစမ်းနာပင်ရှာမတွေ့တော့ပါဘူးမိမကြီး မိမမိမပဝင်းကျင်တစ်ခုလုံးဟာငရဲတို့ရောက်နေသည်အလားရုတ်တရက်လိုင်းတဘိုးတစ်ခုဟာကိုထွန်းခင်အားရိုက်နှက်လိုက်တဲ့အတွေ့လူစင်ထွက်သွားပြီးတော့ရေဘော်ကိုအနည်းငယ်များပေါ်နေတဲ့အုံးမင်အဖျားနဲ့ခပ်ပြင်းပြင်းရိုက်မိသွားတော့ကိုထွန်းခင်ရဲ့ငူတန်းဟာလည်းပြင်းထန်တဲ့မုန်တိုင်းကြားမှာတွဝင်ပြောက်ကွယ်သွားပါတော့တယ်ကိုထွန်းခင်အသေးစိတ်ထဲမှာတော့စူးရှနာကျင်တဲ့ဝေဒနာကိုခံစားရတာကြောင့်မျက်လုံးကိုအသာဖွင့်ကြည့်မိတယ်ဟင် ကိုထွန်းခင်ဦးမင်ဖျားမှာသူ့ရဲ့ခန္ဓာကိုယ်မှာပတ်ထားတဲ့ဖော်ကျိုးများနဲ့ညှိပြီးတော့တင်းနေခက်ခြင်းပဲဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာတော့မနဲ့မိုးလင်းပြီဆိုပေမဲ့လေပြင်းများကတက်ခိုက်နေစေ။ရွာဘက်ကိုကြည့်လိုက်တဲ့အခါမှာတော့သူတို့နေတဲ့ရွာကလေးဟာလေရေအောက်ကိုရောက်သွားခဲ့ပါပြီ။ခန္ဓာကိုယ်တစ်ခုလုံးဟာလေအေးဆက်နေပြီးတော့တောင့်သွားမတတ်ပါပဲ။တသမီးသမီးနဲ့တားငယ်လေးညာကအဖြစ်ပြများကိုပြန်တွေးရင်းနဲ့ အယူတယောက်တစ်ဖွင်မျက်ရည်များနဲ့ညကသမီးချင်းနဲ့တားငယ်ကိုအသက်လူကပို့ထားတဲ့ဖုန်ကြီးကျောင်းဟာလည်းမရှိတော့ဘူးအားလုံးဟာရေးများဖုံးလွှဲလျက်လေးမင်းများကညကတော့မတက်ခတ်တော့ဘူးရေးလေအနေငယ်ပြန်ကျသွားပြီဖြစ်လို့ကိုထွန်းခင်ကအောက်ကိုဆင်းပြီးတော့အသေးအတန်လိုက်ရှာခဲ့ပေမဲ့ဘသူ့ကိုမှသူမတွေ့ရတော့ဘူးနောက်ဆုံးကိုထွန်းခင်တိလိုက်ရတာကသူတို့ရွာလေးမှာအသက်ရှင်ကျန်သူဟာကိုထွန်းခင်အပါဝင်လူရှိရောက်ပဲရှိတော့တယ်ဆိုတာပါပဲ။ အကူအနာရီဆေးထပ်ပေးမင်းနော်ကိုထွန်းခင်တတိလိနေတော့မှာပဲအုံးပင်မှာအုံးလက်များနဲ့ပွတ်တိုက်ချစ်မိထားတဲ့အနာများဟာညိုမင်းလျက်ကဲဆယ်ရေပရဟိတအဖွဲများရောက်လာပြီးတော့ဆီယာမလီကဆေးထက်ဖို့ပြောပေမဲ့လေကိုထွန်းခင်ကဘာမှမပြောနိုင်ဘဲနဲ့ငုံငူကြီးဖြစ်ကမျက်ရည်များသာကြလျက်အတိုင်းဝဲမရှိမိဘမဲ့တဲ့ကိုထွန်းခင်ဟာသူ့ရဲ့ခင်တွေရအတိုက်မြုံလေးပြက်တုံးခဲ့ရတဲ့အဲ့ဒီညကိုသူနာကြီးနေမှာတေးကြပါတယ် သူရဲ့ဆုံးရှုံးမှုမျိုးဟာကာမန်လူကျောက်အတွက်တော့တဲချေပြဲယူနန်းသွားလောက်ပါရဲ့သူထင်မှတ်မထားတဲ့နာဂိမုန်တန်းကြီးဟာတနာယီဝမိုင်း130ကျော်တက်ခိုက်ခဲ့ပြီးတော့ရေလိုင်းအမြင့်စနစ်ပေခန့်ရှိကလူပေါင်းနှစ်သိန်းနီးပါးကိုတဲချေပြဲစီးစီပြီးတော့ကမ္ဘာဘေးအန္တရာယ်ဆိုတမိုင်းနေမှာတော့နံပါတ်၈အဖြစ်မှတ်တမ်းဝင်ခဲ့တယ်။သူနေထိုင်ခဲ့တဲ့လောက်ပုတ္တမြို့နယ်တစ်ခုတည်းပဲလေလူအေးရဲ့၈တောင်းကျော်တည်ဆုံးခဲ့ရပြီးတော့ အတိုက်မြုံများစွာကိုလည်းဖြိုလဲဖျက်ဆီးသွားခဲ့ပါတယ်။စာရေးသူတို့နေထိုင်တဲ့တွန်တေးတီပလင်းနာခေမုန်တိုင်းတန်ကြောင့်အိုးအိမ်ပစ္စည်းများတစ်ခုမှပြန်မရအောင်ဆုံးရှုံးဖျက်ဆီးခဲ့ရတဲ့အထင်မှပါခဲ့ပါတယ်။မုန်တိုင်းကြီးပြီးသွားတဲ့အခါမှာတော့ကိုထွန်းခင်ဟာဒီရွာလေးမှာပဲနေပြီးတော့အရက်များအလွန်ကျုံတောက်ရင်နဲ့မူးလာရင် သူတို့နေခဲ့တဲ့တောင်ဆနာကိုသွားပြီးတော့မခင်ဆိုအားအော်ခေါ်နေတတ်တယ်။တခြားမှပြောင်းလာတဲ့တငါးတွေဒီဟာလဲ ငါးရှာပြီလို့ကန်းကိုပြန်တဲ့အခါမှာတော့အမျိုးသမီးတယောက်တောင်းဆက်အနာမှာကလေးနှစ်ယောက်ကိုလက်မဆွဲလေကိုထွန်းရင်ဝိတ်ကိုထွန်းလို့တကြောကြောခေါ်နေတာကိုမင်းရကြားရတယ်လို့တယောက်တမျိုးပြောကြပါတယ်ကိုထွန်းခင်လေရွာပြက်မှာသုံးနှစ်ခန့်အရက်များအလွန်ကျန်တောက်နေခဲ့ပြီးတော့ရွာတို့တာသနာလာပြုတဲ့ဆရာတော်တစ်ပါးနဲ့တွေ့ကမှအကျွတ်တရားရကတာသနာပေါင်းတို့အပြေးတိုင်ဝင်ခဲ့ဒီမှာယနေ့အချိန်ထိပါပဲ အတော်ကြာကြာစကားပြောခဲ့တာကြောင့်ဆရာတော်မောသွားဟန်ရှိပါတယ်။ရေတစ်ခွက်ကိုရေတက်မှုထဲမှာငှက်တောက်လိုက်ပြီးတော့အဖြစ်ပြက်ကတော့အဲ့ဒါပဲတကားကြီး။ဖုန်ကြီးရဲ့ပုရုစင်နာမီကထုခင်လို့ခေါ်ပါတယ်။ဦးလောင်မောင်လည်းဘယ်ချိန်လေးကကြာနေမဦးလောင်မောင်လည်းဘယ်ချိန်လေးကကြာနေမှမသိတဲ့မျက်ရည်စာတို့ကိုတပတ်နဲ့တုပ်လိုက်ရင်ကြောက်စရာကောင်းလောက်အောင်အရှင်ဖျားရဲ့အပူမွေးတွေကကြီးမားလာပါတယ်။ဆရာတော်ကပြုံးလျက်နဲ့ မြတ်စွာဘုရားရှင်လက်ထက်တုန်းကဗဒါဆိုင်ရီကိုကြည်ပါတကားချင်းလင်ဖြစ်သူကိုဒါတာကမွေဆိုးကြိုက်လို့တည်တားငင်ကိုစွန့်ချင်းတားအကြီးကရေထဲမျိုးပါသွားမိဘတွေကမေးတင်လို့တေးချရတယ်မဟုတ်လားဖုန်ကြီးရဲ့အပူတော်ကဟာသူတို့နဲ့ရှင်လိုက်ရင်တော့မပြောတော့ပါဘူးတကားကြီးရဲ့ဆရာတော်မိတ်တော်မှဘုရားရှင်လက်ထက်တော်ကဗဒါဆိုင်ရီတထေးသမီးအကြောင်းကိုဦးလာမအမတ်ရက်သွားမိတယ်တင်ပါဗျာอืม သူဆိုရင်ရှိရှိသမျှအရာအလုံးဆုံးရှုံးလို့ယူနန်းသွားတဲ့အထိပဲမဟုတ်လားမန်လာပါဖေဟာဘုံကြီးပြောချင်တာကတော့လောကမှာငါတယောက်တည်းအပူမီးဝိုင်းနေငါတယောက်တည်းဒုက္ခတွေများနေငါတယောက်တည်းသောကတွေများနေတယ်လို့မထင်လိုက်ပါနဲ့မမယူကြပါနဲ့အပူဆိုတာလူတိုင်းမှာရှိပါတယ်ဖြစ်တည်လာသမျှဟာတစ်ချိန်မှာ ပြည့်စည်ကြရမယ်ပြည့်ွယ်သွားရမှာပါပဲလောကအမိုက်မောင်ရဲ့ချုပ်ရငင်းရတိမ့်ရဖြစ်တဲ့ ညာနေဘကူမရောက်မချင်းကတော့အပူတော့ကဆိုတာရှိနေမှာပါပဲတင်မဗျာဦးလာမောင်ဟာဆရာတော်မိတ်တဲ့တောင်ဝေကစကားကို ကြားရပြီးတော့အနှဲငင်များအေးချမ်းစပြုလာပါပြီဆရာတော်မိတ်တဲ့စကားဟာအမှန်ပဲဖြစ်ပါတယ်လူတွေဟာအခက်ခဲတွေပြဿနာတွေဒုက္ခတွေနဲ့ရင်ဆိုင်လာရတဲ့အခါငါတယောက်တည်းခက်ခဲနေတယ်ငါတယောက်တည်းဒုက္ခရောက်နေတယ်ငါတယောက်တည်းအပူမီဝမ်းရတယ်လို့တွေးထင်ပြီးတော့လောင်တဲ့ထက်ပူလောင်ကျွမ်းကြရပါတယ် အခုတော့ဥလမဟာငြိမ်းချမ်းတဲ့အသိပညာတွေကိုဆရာတော်ဖျားစီကရလိုက်တဲ့အတွက်အထူးပင်ဝမ်းမြောက်ဝမ်းသာနဲ့ဆရာတော်အားဥခတ်ကြတော်ရင်နဲ့တင်မော်ကြီးလည်းစိုက်ကပ်ပြီးဖြစ်လို့ဆရာတော်နဲ့လမ်းခွဲခဲ့ကြပါတော့တယ်။နားဆင်သူပရိသတ်များရှင်ဒီဇလန်မှာတော့စီကက်အရာရွာနာမီနဲ့လူနာမီများကိုအမည်လွဲထားတာပဲဖြစ်ပါတယ်။ဥလမောင်ဆိုတဲ့ခီးသွားဟာလေစာရေးသူနဲ့ခင်မင်းကြီးနဲ့မိတ်ဆွေဖြစ်တာမို့သူပြောပြတယ် ဖြစ်ရမယ့်အကြောင်းအရာအားပြန်လည်ရေးသားတင်ဆက်ထားတာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းတွေကိုနေ့စဉ်နားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပေးပါအောင်ရှင်။ဇာတ်လမ်းအသစ်သစ်တွေတင်နိုင်အမြဲတည်ရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားက notification လေးကိုမနစ်ကတည်ရင်နှိပ်သွားပေးဖို့အတွက်မေတ္တာရက်ခံပါရစေရှင်။အားလုံးကိုကျေးဇူး